် MNDE ကအဲ့ဒါဖုံးတာရှင်ညင်းလို့မရဘူးနော်ဒါကျွန်တော်ရုပ်တန်นี่တကယ်ထွက်လာကြပြီဆိုတဲ့အချိန်ကျရင်ဖုံးတာရှင်မပြောနဲ့မင်းစောက်ဆွေစောက်မျိုးတမျိုးလုံးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ဆိုတော့ပြီးတော့တချို့ကိစ္စလေးတွေတော့ရှိတယ်ဗျအဲ့ဒါကျွန်တော်ပြောရင်းနဲ့လည်းပါရင်ပါသွားမယ်ကဲဒါဆိုရင်ကျွန်တော် last show ကိစ္စကိုအရင်ပြောမယ် last show မှာသူတို့စဆွေးနွေးတဲ့က MND AA နဲ့မြန်မာစစ်တပ်ကလွှတ်လိုက်တဲ့ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးတဲ့အချိန်မှာ MNDAA ကတင်းတင်းမာမာကိုစကားပြောတယ်ဗျာနော်ကျွန်တော်အဖက်လည်းမပအောင်နော်အခုကျွန်တော်ပြောနေတာဘာဖြစ်တော့အရန်ချောရင်ကြားဖြတ်လို့ထင်တာကိုကြားဖြတ်နေအရန်ချောတဲ့ပုံတွေကိုတင်းနေဗျာမင်းကလေးဆိုလဲမင်းကလေးပုံတစ်ထောင်လောက်တင်းလိုက်တယ်ယောက်ျားဆိုလဲယောက်ျားလေးပုံတစ်ထောင်လောက်တင်းလိုက်တယ်အဲ့ဒါကို AI တွေနဲ့လှုပ်ရှားတာတွေရင်ကော့တာတွေဖင်ကော့တာတွေပါကြားဖြတ်လောက်တတ်တယ်ကျွန်တော်ကလောက်ပြီးပြီ 好不啦！说了啊，北京人没睡觉，就那吃路自家教你两步，就那吃路自家教你啦。啊，吃哪样吃哪那么多，就那等于有七那边，就等于表简单的都开始教你来吃那边。好啦，那叫就那吃边哟自家教你一路，没听完那边啊？好不啦？ ျွန်တော်အခုလာရှိုးကိစ္စပြောမယ့်အကြောင်းအရာကအဲ့လိုဆွေးနွေးတဲ့အချိန်မှာတရုတ်ကဝင်ပြီးတော့ interrupt လုပ်တာငါတို့ကတဲ့ဒီတရုတ်မြန်မာနယ်စပ်မှာဖြစ်နေတဲ့ဒီလောက်ကင်ဒေတာတလျှောက်ကဒီမတရားမှုတွေလူကုန်ကူးမှုတွေ online လိမ်လည်မှုတွေအတွက် မင်းတို့ကိုငါတို့ကဓာဒီကိုပပျောက်သွားအောင်ထိမ့်သိမ့်နိုင်ဖို့တရုတ်ပြောတာအဲ့ဒီစီဝေးမှာကျွန်တော်အဲ့ဒီဥစ္စာရထားတယ်အခုတော့ကျွန်တော်ထုံမပြသေးဘူးတစ်ချိန်ကျရင်ကျွန်တော်အားလုံးပြမယ်အဲ့ဒီလောက်ပဲငါတို့အစီအစဉ်ရှိတာတဲ့အဲ့ဒါတွေကိုအမှန်တော့မဟုတ်ဘူး fully light ကြီးကအကုန် တီဆောက်ထားပြီးပြီကွာတရုတ်ကအဲ့ဒါဖူးလီလိုက်ဆိုတာလဲတရုတ်ပဲကွာအဲ့ဒါငါတို့တရုတ်တီဆောက်တယ်ပေါ့ကွာအဲ့ဒါကိုအပိုင်လိုချင်တာအဲ့ဒီဆောက်ထားတဲ့ဥစ္စာတွေကိုမင်းတို့ MNDAA တွေကလုံခြုံရေးဆောက်ဒီကောင်တွေမတရားလုပ်နေပြီဖယ်လိုက်တော့ဒီသဘောမျိုးတရုတ်လုတ်ခိုင်းတာအဲ့ဒါနဲ့ MNDAA ကအဲ့ဒါဖုံးတာရှင်းညင်းလို့မရဘူးနော်ဒါကျွန်တော်ရုတ်တန်တွေတကယ်ထွက်လာကြပြီဆိုတဲ့အချိန်ကြရင် ဖုံးတာရှင်းမပြောနဲ့မင်းစောက်ဆွေစောက်မျိုးတစ်မျိုးလုံးအကုန်လုံးအကုန်လုံးအကုန်လုံးစောက်ချက်ကွဲမယ်ဒီဆွေးနွေးပွဲမှာတရုတ်ကဝင်ပြောတာ MNDAA နဲ့ဒီမြန်မာစစ်တပ်ဂျားတဲကိုဝင်ပြောတာတရုတ်ကအဲ့ဒါကြောင့်လာရှူးကနေပြန်ထွက်ပေးဖို့လုပ်တာလက်ရှိဖုံးတာရှင်ကအဲ့ဒီမှာခင်ဗျကျွန်တော်ပြောပြမယ်ဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောလဲသိလား တရုတ်နှစ်တက်ကူကိုကျွန်တော်တို့လိုက်လိုက်တာဖုံးတာရှင်ထွက်မလာဘူးဗမမြေပေါ်မှာလောက်ကင်မှာလှုပ်တဲ့နှစ်တက်ကူပွဲတော်တွေအခမ်းနာတွေစားတောက်ပွဲတွေလာရှိုးမှာလှုပ်တဲ့ဥစ္စာတွေအဲ့ဒီကြောလုံးကိုလိုက်လိုက်တာဖုံးတာရှင်မရှိဘူးဒါဒါတိအောင်ကျွန်တော်ပြောပြတာတည်င်းသမားဆိုအဲ့လိုဆောက်ပြီးတော့အပိုင်ဖမ်းတယ်ဗျစိတ်တော့ရှည်ရတယ် အဲ့ဒီမှာဖုံးတာရှင်ရှိနေတော့လာရှိုးကနေဆုံးမိတ်ပေးလိုက်တာဆုတ်တာကလာရှိုးဒီကျွန်တော်တို့ကုတ်ไข่တိန်းဒီပေါ့ဗျာအာကုတ်ไข่ရဆင်းမဲ့တိန်းဒီရောက်မဲ့တိန်းဒီကနေလာရှိုးဝင်မယ်ဆိုတော့ဘက်ကနေဆုတ်တာမဟုတ်ပဲနဲ့လာရှိုးဟိုဘက်အထွက်တီဘောတို့ကြောက်မဲတို့နောင်ချူတို့သွားမဲ့ဘက်ကတပ်ဖွဲ့တချို့ဆုတ်ပြီးတော့ အဲ့ဒီခုနကျွန်တော်ပြောတဲ့တိန်းဒီဘက်ကလာရှို့ဝင်မလို့ချောင်းရှိတယ်ကျွန်တော်ဒီမှာစစ်လိုက်မှကြည်တာချောင်းလည်းရှိတယ်အဲ့ဒီရဲ့ချောင်းအရှိမှခံထားတဲ့ AD အရင်ဗမာစစ်တပ် AD တပ်ဖွဲ့တွေနေရာယူတဲ့နေရာမှာသူတို့တက်ဖြောက်သွားတယ်အဲ့ဒါကိုမြန်မာစစ်တပ်က drone နဲ့ကြည်နေတာတဲ့အတရုတ်ယူနန်အုပ်ချုပ်ရေးဌာနကိုတိုက်နေယူနန်ကော်မတီကိုတိုက်နေယူနန် ဒီနိုင်ငံနေဆက်ပူပေါင်းဆောင်ရွက်ရေးဘာညာပေါ့ဗျာအလန်တင်အဖွဲ့တွေကိုတိုက်နေဒီနေ့ရှစ်ခုတောင်တိုက်နေအဲမဆောက်ဘူးတဲ့အဲ့ဒီဘက်ကိုပြန်ဝင်သွားတာတဲ့အဲ့ဒါခဏလေးဗျာဘာလဲမသိရှားလို့ဟုတ်ပြီ sorry အဲပေးခြင်းနဲ့မစိတ်ကအဲဒီလာကြီးကိုတရုတ်ကအရင်လုတ်ခိုင်းတာလုတ်ခိုင်းပြီးတော့ခြေလွန်လက်လွန်ဖြစ်ပြီးနောက်ချိုတိရောက်သွားတာဒါမဲ့ MNDA တဖွဲ့တည်းလောက်တာမဟုတ်ဘူးဆိုဟုတ်ပါပြီကဲအာရဲဘော်ဖုံးတာရှင်မင်းတအကုန်ဆုတ်လိုက်ပါလာရှိုးကကျွန်တော်တိုက်တွန်းတယ်နော်ကျွန်တော်တိုက်တွန်းတယ်လာရှိုးကနေ MNDA တွေတရားအောင်မှမနေနဲ့တော့ဆုတ်သွားလိုက်ပါတော့လို့ဘာလို့အဲ့တော့မှတရုတ်စိတ်ချမ်းသာမှာမို့လို့လေဒါပေမဲ့ကိုရှယ်ဒီမှာထောက်ပြမယ်ဖုံးတာရှင်မင်းတို့တိုက်တွန်းက မင်းတို့ဘာပြောခဲ့တယ်လဲအဲ့ဒီ6ဖွဲ့လုံးကိုမင်းတို့ခေါ်ပြီးတော့မင်းတို့ MNDA ရဲ့ TNL ရဲ့ BPL ရဲ့ PLA ရဲ့ MAN PDF အဖွဲ့ရဲ့ဟုတ်တယ်နော်ပြီးတဲ့အခါကျတော့ဒီမင်းတို့ဒီ line ပေါ်မှာမတက်သေးတဲ့အဖွဲ့တစ်ဖွဲ့ရှိနေတယ်အဲ့ဒါမြန်မာပျောက်ကြားစနိုက်ပါအဖွဲ့ ဒီကလေးတွေဟာမင်းတို့ ਨੇ အကုန်ပူပေါင်းခဲ့ကြတယ်ဟုတ်လားအေးအေးတချို့လည်းပါခဲ့တယ်ဆိုတော့တရုတ်ကဆုတ်ခိုင်းရင်မင်းဆုတ်လိုက်လေကျန်တဲ့အဖွဲထားခဲ့လိုက်ပေါ့ပြီးပြီပေါ့ဟုတ်တယ်မလားဘာကိုဟိုဇရားတွေရှုပ်နေမှာမြန်မာစစ်တပ်290အဲ့ဒီနေရာကြီးကိုရှင်းရှင်းပြောရင်ကွာလောက်ကင်ကြသွားပြီလာရှိုးကိုလုံးဝကြမှာမဟုတ်ဘူးတိုက်လို့လည်းရမှာမဟုတ်ဘူးဆိုတော့ မြန်မာစစ်တပ်ကိုယ်တိုင်တရုတ်တန်တမန်ဝင်ပြောတာလေအဲ့ဒါငါတော်သိတယ်လေကဲဆိုတရုတ်ကအေးဆေးပဲနေလိုက်တော့နောင်ချိုပါတိမ့်ပလိုက်ရောဟိုကလာရှိုးတယ်မဟုတ်ပြောချင်တာဘာလို့နှစ်ခုနှစ်ဆယ်လုံးမှာဘိုးချုပ်တွေချမ်းသာသွားတယ်လေဘိုးချုပ်သားသမီးတွေနိုင်ငံတကာမှာရှင်းရှင်းပြောအဖြူကောင်းနေနဲ့လာပြီးအိတ်နေတာအခုအမေရိကမှာကိုရှိတယ်အမေရိကမှာကိုရှိတယ် လာလေပြီးအဖြူကောင်နေနဲ့အိတ်တာဘောမမိန်းမတွေလည်းအဲ့လိုအိတ်နေတာကျွန်တော်အကုန်တိတယ်လေကျွန်တော်အမှန်ပြောတတ်တယ်လေနမိန်နဲ့ထုတ်ပြောဖို့အတွက်အဆင်မပြေဘူးဗျာဘာကြောင့်အဆင်မပြေဘူးလဲဆိုတော့အော်သူသူနှစ်သက်လာသူလောက်တာလေဒါကျွန်တော်တို့ပြည်သူတွေရဲ့ပတ်စံနေနဲ့အမေရိကန်တွေဥရောပတွေဆွစ်ဇာလန်တွေစင်ကာပူတွေထိုင်းတွေမှာ အဲ့လိုဖြစ်နေတာလေဆိုတော့အကဲဖုံးတာရှင်မင်းစိတ်ကိုမပူနဲ့မင်းအကုန်လုံးလောက်ကင်ပြန်သွားလိုက်ကြံတဲ့ငါဘွဲ့လားရှုကိုထိန်းထားလိုက်လိမ့်မယ်โอเคတရုတ်အလိုကြလှုပ်ပေးလိုက်မကောင်းလားဒါဆိုရင် man pdf တွေကဘာတွေလဲငတုံးနေလားအဲ့တော့မှတရုတ်က PDF တွေရဲ့စွမ်းရည်တွေထိမ့်ချုပ်နိုင်မှုအင်အားတွေကိုကြည့်ပြီးတော့စကားပြောမှာဇင်မာအောင်တို့မှားခဲ့တဲ့အချက်နှစ်ချက်ရှိတယ်ကျွန်တော်အမှန်တိုင်းပဲပြောနေတယ်ကျွန်တော်မမှန်တာမပြောဘူးအန်ယူဂျီအကောင်တကောင်လောက်လာခဲ့စမ်းပါနောက်တကောင်ဒေါက်တာဆဆာနဲ့တော့ကျွန်တော်အင်တာဗျူးဘူးတယ်နောက်တကောင်နဲ့ထပ်ဗျူးကျင်လို့ပါလာခဲ့ပါဒါကျွန်တော်အမှန်တိုင်းပြောနေတာဗျဒါ လူပေါင်းမြောက်များစွာရဲ့ဘဝတွေအသက်တွေညှော်လင့်ချက်တွေပါနေလို့ပြောတာအစိုးရတရက်လုပ်ရင် UN မှာရှိနေတဲ့ပရိုတိုကောတွေကိုအသေးချဖတ်ရတယ်ပြီးတော့မြန်မာနိုင်ငံမှာရခင်ဖြစ်ပေါ်ခဲ့တဲ့အစိုးရတွေကဘယ် convention တွေကိုလက်မှတ်ထိုးဆောင်ရွက်ခဲ့တယ်လဲလက်မှတ်ထိုးခဲ့တယ်လဲဆိုတာကို ဟိုဆိုလိုချင်တာကလေဓာရီကိုကောင်းကောင်းသိရတယ်ကျော်မိုးထွန်းဆိုတာရိုဟင်ဂျာတွေကိုတပ်ဖြတ်နေတဲ့အချိန်မှာအဲ့ဒီဆွစ်ဇာလန်မှာရှိတဲ့လူခွင့်ဆိုင်ရာဆွေးနွေးပွဲတစ်ခုမှာကြပြာလေးတစ်ပုတ်ရေးလိုက်တာခင်ဗျားတို့မေ့နေဒေါ်စုသဘောကျပြီးတော့ UN မှာဘာမေးမေးငိုပြနေတဲ့ဟောက်ထူဆန်းကြီးကိုဖယ်လိုက်ပြီးသူ့ကိုထည့်လိုက်တာဒါမှတရားဝင်တယ်ဘာလို့ ဒေါ်စုအစိုးရကတရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရဂနေ့ထိကြော်မိုးထွန်းတရားဝင်နေတာလဲဒါပဲဒါကိုကျွန်တော်ပြောတာအဲ့ဒီတရားဝင်မှုကိုပယ်ဖျက်နိုင်ဖို့အတွက်မြန်မာစစ်တပ်ကရွေးကောက်ပွဲတစ်ခုလုပ်ပြီးတော့အဲ့ဒီရွေးကောက်ပွဲရလတ်နဲ့ဖြစ်ပေါ်လာတဲ့အစိုးရကနေလွတ်တဲ့တန်တမန်နဲ့တရုတ်နဲ့ရုရှားနဲ့ ရှင်းရှင်းပြောအိန္ဒိယတောင်ပါတယ်ပေါင်းပြီးတော့တခြားနိုင်ငံတွေနဲ့ဖယ်ထုတ်လိုက်ဖို့ဒီအစီအစဉ်ဟာမြန်မာနိုင်ငံမှာအခုဘုံမင်းအွန်လိုင်းတို့ကြိုးစားနေတဲ့အစီအစဉ်ပဲဒေါက်တာစိန်ဝင်းလက်ထက်တုန်းက UN မှာရှိတဲ့အဲ့တွေများအခမ်းမှာတောင်းတွန်းထိုင်ရတာအဲ့တွေများတွေးဆောင်ရနေရမှာဒေါက်တာတောင်းထွန်းဆိုတဲ့ကောင်ထိုင်ရတာ ကျော်မိုးထွန်းကအထဲထီမှထိုင်နေခွင့်ရတယ်ဆိုတာဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ခန့်အပ်ခဲ့တဲ့တရားဝင်မှုဗျအဲ့ဒါပရိုတိုကောဗျအဲ့ဒါမန်ဒိတ်ဗျဒါကြောင့်ကျွန်တော်ကသူ့ဟာ mandatory ambassador ဖြစ်တယ်လို့ကျွန်တော်ခဏခဏပြောနေတာစိုးရင်စရာကိုမလိုဘူးဒါပေမဲ့ပြည်တနာကဟိုဘက်ကရွေးကောက်ပွဲလှုပ်ပြီးတော့အစိုးရတရက် ဖွဲ့စည်းလာနိုင်ရင်တော့ကျော်မှုထုံးကုံစုံဆိုင်ဖွင့်ပေါ့ကွာဒီမှာရောက်လာရင်ကုံစုံဆိုင်ဖွင့်တယ်ဖာယုံထောင်တယ်အရက်ဆိုင်ဖွင့်တယ်ကွာကဲဟုတ်ပြီလားဒါလည်းအကြံကောင်းပေးတာစိတ်မဆိုးနဲ့ကျွန်တော်တော့သူများအတက်ဒီပါတဲ့အလုပ်တို့မူရစေဝါထုံထိုက်တာကျွန်တော်ကျွန်တော်တော့အဲ့ဒါမလုပ်ဘူးအဲကျွန်တော်ကဗုဒ္ဓဘာသာလို့ခင်ဗျားပြောပြီမယ်ကျွန်တော်ဗုဒ္ဓဘာသာလို့ကျွန်တော်မပြောဘူး ကျွန်တော်ကဗုဒ္ဓဟောကြားထားတဲ့တရားတွေအရန်ကောင်းတဲ့ဥစ္စာတွေကိုလေ့လာမိတဲ့အတွက်အဲ့ဓာတွေကိုကျွန်တော်ကလိုက်လို့ရင်စိတ်ချမ်းသာရာရတာကိုကျွန်တော်ကိုယ်တိုင်ခံစားမှုတဲ့အတွက်သူများတွေစိတ်မချမ်းသာအောင်ယောဂရအောင်ဒုက္ခရအောင်နော်တခြားတဘာတတဝါတွေအတက်တွေကိုတတ်ဖြတ်ရောင်းစားရေခဲရိုက်ကုံစုံဆိုင်ဖွင့်တဲ့အလုပ်လည်းကျွန်တော်မလုပ်ဘူး အမှတ်ထားဟုတ်ဟုတ်လားကြောကော်ပဏီရှိတယ်ကျွန်တော်ဟိုနဲ့ရေးတာကျွန်တော်အမှန်ပဲပြောတယ်ဆိုတော့အခုက MNDA ထွက်သွားဖို့ကျွန်တော်တောင်းဆိုတယ်ကြံတဲ့ငါးဘွယ်နေရာပြန်ယူလိုက်တရုတ်ဆိုရခင်ဗျားတို့စကားပြောလာဟုတ်လားဒါဆိုရင်ခုနက NUG ရဲ့မှားခဲ့တဲ့အချက်နှစ်ချက်ကကျော်သွားမှာဆိုလို့ចောင်းမတက်နဲ့ចောင်းထွက်ဆိုတာ UN Protocol နဲ့ဆန့်ကျင်တယ်ဗျာ international community standard နဲ့ဆန့်ကျင်တယ်ဗျဒါကိုဘိုင်ဒန်အစိုးရကလက်မခံခဲ့ဘူးကျွန်တော်လုံနေတာလीကျွန်တော်သိတယ်လीသူတို့ကိုယ်တိုင်လည်းပြောတယ်သူတို့ဘာမှမကူညီဒါမဲ့ဟိုဗမာနိုင်ငံရေးနဲ့ပတ်သက်တဲ့ NGO တွေတခြားအဲ့ဒီမှာလောက်အောင်ဆိုကူညီပါတယ်ဒါသူတို့ယုံယုံခံဖွင့်ထားတဲ့ဥစ္စာတလောက်ဒေါ်လာ2500ပေးထားတယ်လीအဘိုင်ဒန်အစိုးရကူညီထားတယ်လीဝါရှင်တန် DC မှာ အဲ့ဒါကိုဖြတ်စားတဲ့ကောင်ရှိတယ်လေဒါကျွန်တော်အမှန်တိုင်းပဲပြောတာလေဗမာပြည်ကိုဒေါ်လာ2500ပေးကြည့်လိုက်ပါလားခလေးပေါင်း1000လောက်ထမင်းကျွေးနေလို့ရမယ်လေတစ်နှစ်ဖြစ်ဖြစ်မယ်နှစ်နှစ်ဖြစ်ဆယ်နှစ်ဖြစ်ဖြစ်မယ်ဗျာဒါကိုကျွန်တော်ပြောတာလေဟုတ်တယ်မလားဆိုတော့ဈေးမအောင်ပတ်စံနဲ့ဖွင့်ထားတဲ့ရုံမဟုတ်ဘူးလေဗျာဝါရှင်တန် DC မှာ ဒါကျွန်တော်အမှန်တိုင်းပဲပြောတာလေကျွန်တော်ဘာရီများခင်ဗျားတို့စော်ကားနေလို့လေအဲထမိန်ကြုံနေအခုကထမိန်ကြုံမဟုတ်တော့ခင်ဗျားတို့ကမခွဲနိုင်တာမြန်မာပြည်ကထမိန်ကြုံနဲ့အတွင်းကြံခြုံနဲ့အဲ့နှစ်ခုကွဲသွားတယ်ဟိုဘက်ကဘောမာနဲ့ဘောရှူနဲ့အဲနော်မရှူဟိုဘက်ကမတဲ့ကောင်နဲ့ရှူတဲ့ကောင်ကွဲတယ်ဒီဘက်မှာကထမိန်ခြုံတဲ့ကောင်နဲ့ဇင်မာအောင်အတွင်းကြံစွတ်တဲ့ကောင်ကွဲတယ်ကျွန်တော်ကတွေ့ ရှင်းလားဒေါ်အောင်ဆန်းစုကြည်တရားဝင်နေသေးတယ်ဟဲ့ကောင်မစင်ပါအောင်နေ UN protocol တွေကိုအသေးချာလေ့လာပြီးတော့နော်ပောက်ပန်း40ဒီမလှော်နဲ့မလှုပ်ခိုင်းနဲ့ဘာမှဖြစ်မလာဘူးအကုန်ဒုက္ခရောက်သွားမယ်အချိန်ရှိနေသေးတယ်လာရှိုးမှာ NUG ကတက်နိုင်ရင်ရှိသမျှပုံအောပြီးတော့ man pdf တွေနော် ABSDF တွေ BPL လေးတွေပါခဲ့တာအဲ့ဒီမှာ PL လေးတွေနဲ့ပေါင်းပြီးတော့နင်တို့ဒီမှာသွားနေလာနေတမင်းကျော်ထနေဖင်လှုပ်နေတာတွေရင်လှုပ်နေတာတွေကိုရပ်ပြီးထိမ့်ပြလိုက်တရုတ်လုံးဝကျွတ်သွားကဲဒါဆိုရင်မင်းကဘာကြောင့်တရုတ်ကျွတ်မှာဘီကလင်းနဲ့ဝန်ခံပြီလေ အရင်တော့တမရဟောင်းဘီကလင်တန်ဝန်ခံပြီလေခင်ဗျားတို့သိလားအဲ့1992မှာရုရှားကနေယူကရိန်းထွက်တယ်လေနျူကလ িয়ার ဘောင်းဘုံဘောင်360ကယူကရိန်းနယ်မြေထဲမှာလေနျူကလ িয়ার နဲ့ပတ်သက်ပြီးနျူကလ িয়ার လုတ်တဲ့ဒီစက်ရုံတွေရီအက်တာတွေအကုန်လုံးကအဲ့ဒီရဲ့သုံးဘုံဘုံတဘုံကယူကရိန်းထဲမှာလေအဲ့တော့ဘီကလင်တန်ဘာလုပ်တယ်လဲ1994မှာလေ ပံပရတက်လာတဲ့အချိန်မှာဗြိတိန်ကဝန်ကြီးချုပ်နဲ့ပေါင်းပြီးတော့အဲ့ဒီခွဲထွက်တဲ့ယူကရိန်းကိုငါတို့အသိမှတ်ပြုဖို့အတွက်တဲ့ဒီနျူကလ িয়ার ဘုံနေဟိုရုရှားဘက်ကိုပြန်ပို့ပေးရမယ်တဲ့အဲ့လိုအကြက်ကင်ခဲ့တာလေပြီးတော့ဒီနျူကလ িয়ার ရက်တာတွေတပောင်းမှုတွေကိုရက်ဆိုင်ရမယ်တဲ့ယူကရိန်းကနိုင်ငံဖြစ်ချင်တယ်ကွာအရင်လဲညင်းနေသေးတယ် ဲ့ဒီလိုဖြစ်ချင်တဲ့ပုံကောနောက်ဆုံးမခံနိုင်တော့တဲ့ဆိုအားလုံးလက်ခံလိုက်ပြီးယူကရိန်းနိုင်ငံဖြစ်ခဲ့ရတာလေအခုဘီကလင်းနဲ့စောက်ချက်မရှိပဲဝန်ခံပြီလေโอเคဒီမိုကရက်တီလေစောက်ချက်တိတ်မရှိကြဘူးလေဟောအခုယူကရိန်းမှာဘာနျူကလ িয়ার ဘုံတလုံးမှမရှိတော့ဘူးဆိုတာကိုရုရှားအသေးချာတိလို့တက်နင်းတာကိုခံရပြီတဲ့ ဥရောပချန်စီယိုကြီးကျိုးပါပြီဆိုတော့ဘီကလင်တန်ဝန်ခံပြီလေအခုလာရှုလဲဒီတိုင်းပဲ MNDA မင်းတို့သွားလိုက်နော်လဲရင်နဲ့သွားမလားဒေါင်းရင်နဲ့သွားမင်းတို့မုန်းလို့ပြောတာမဟုတ်တရုတ်ကမင်းတို့အရန်ဒုက္ခပေးလိုက်ရင်ရတယ်သွားလိုက်ကြံတဲ့အဖွဲ့တွေနဲ့ထိန်းထားလိုက်လှုပ်ကုန်မပေးနဲ့မြန်မာနိုင်ငံဟာ ရုရှားယူကရိန်းကိုတက်နင်းတဲ့ခြံစည်းကိုအကျိုးခံရတဲ့လာရှိုးဖြစ်သွားမယ်။ဘလို့ဆိုရပြီ။အားလုံးအားထည့်သင့်ပြီအဲ့ဒီနေရာမှာ။ထိန်းထားလိုက်။ဘာဖြစ်လို့လဲ။ကုံတွယ်ကြီးလာရှိုးမဖြတ်ဘဲနဲ့တရုတ်တွေမန္တလေးကိုလာလို့မရတော့ဘူးလေဗျာ။ဒါ check point မဲလीဒါတကယ် choke point ဒီ point ကိုကင်ထဲလိုက်ုံမဲလी။ right မကောင်းလားတမနာထွန်းတက်နေပြီလေခင်ဗျားတို့လှုပ်လို့ရပြီလေတိုက်ရိုက်ဝင်ရောက်ဆွတ်ဖက်လာတယ်ဖိအားပေးလာလို့တော့လန့်နေဒါပဲလေဗျာဟုတ်တယ်မလားမကောင်းလားကဲကျွန်တော်ဒီလောက်ဆိုရင်လုံလောက်တယ်ဟိုဇင်မာအောင်တို့လေနှုတ်ဒီမှာဖင်လှုပ်ခေါင်းလှုပ်တွေရက်လိုက်တော့ no coffee သုံးခွက်တောက်ရင်သူများလူလာတဲ့အလူငွေနဲ့တောက်ရင်ပြောတာနော်အနှစ်ခွက်လျှော့လိုက်ကွာတစ်ခွက်တော့တောက်ကွာအဲ့လောက်တော့ကျွန်တော်နားလဲပေးတယ်ဟိုအောင်ကြည်ညွန့်တို့ဟုတ်ပလားဒါကျွန်တော်အမှန်တိုင်းပဲပြောတယ်နောက်တစ်ခုပြောမယ်ဒီမှာဖမ်းတယ်မြန်မာ669ရောက်ဖမ်းထားတယ်ဆိုတာအခုလက်ရှိကသူတို့ကခန့်အဲ့ဒီပို့မဲ့ deportation ခန့်နေမှာရောက်သွားတာအဲ့ရောက်သွားတဲ့စရင် စဖမ်းတဲ့စီးရင်မဟုတ်ဘူးเนาะဒါပေမဲ့အဲ့ဒီလူတွေအားလုံးဟာတရားမဝင်နေထိုင်လို့ဖမ်းခံရတဲ့လူတရားမှမပါဘူးအမေရိကန်နိုင်ငံကိုပုံစံမျိုးစုံနဲ့ရောက်လာပြီးတော့ယာဇဝမှုကျူးလွန်ပြီးတော့မှအဲ့ဒီယာဇဝမှုကျူးလွန်တဲ့အဖြစ်ကိုလည်းသူတို့ကခံပြီးပြီအဲ့လိုခံပြီးတဲ့သူတွေက ထောင်တို့အချုပ်တို့ကပြန်ထွက်တဲ့အချိန်မှာအိမ်ပြန်မပို့တော့ဘဲနဲ့အဲ့ဒီကိုပို့ထားတာကဲဒါဆိုရင်ဒီ ice ကတွေ့တဲ့ဟိုတရားမဝင်ဘူးပေါ့ကွာဟို over stay ဖြစ်နေတဲ့လူတွေကိုလိုက်ရှာပြီးဖမ်းနေတာမဟုတ်ဘူးเนาะဒါလောက်တောင်ဖြစ်ရင်ခင်ဗျားတို့တိတ်ကြောက်ရင်ကျွန်တော်တို့ရဲ့ Chicago Illinois ကိုပြောင်းလာခဲ့လိုက်ဘာဖြစ်လို့လဲသိလား ကျွန်တော်တို့ Alanite Governor ကအခု ICE အဖွဲ့ရဲ့ program မှာပူပေါင်းဆောင်ရွက်မှုလုံးဝမလုပ်ခြေကားကမှဖမ်းသွားတယ်လူတရားဆိုတော့ Fox ကကြီးညာသွားတယ်ဟုတ်တယ်အဲ့ဒါလည်းမှန်တယ်အဲ့ဒါအရင်တုန်းကယာစိုးမှုတွေဖြစ်ထားတဲ့နေရာတွေအဲ့ဒီလူတွေနေနေတဲ့နေရာတွေကိုသွားဖမ်းတာ အပြင်မှာလမ်းတွေကိုကားတာပြီးဖမ်းတာမဟုတ်ဘူးဒါကိုလည်းကျွန်တော်ပြောပြတာဆိုတော့နောက်တစ်ခုစိုးရိမ်ကြတယ် TBS visa ပေါ့ဗျာ temporary status နဲ့အခုပန်ဆယ်လူတို့လို့ကြံတဲ့လူတွေနေနေတဲ့လူတွေရှိတယ်ကျွန်တော်လည်း तू ကအရင်ဆုံးဆဲခဲ့တာကျွန်တော်ဒါကိုဖြည့်ရှင်းခိုင်းတာ NLD လည်းမရှိဘူးဝင်းချိန်ဖာကောင်းလည်းမရှိဘူး ဘာမှအထင်ကြီးစရာမကောင်းဘူးညာအဲ့စစ်တိုက်ထွက်လာတဲ့ကောင်စောက်ပေါ်တွေကိုလို့ကျော်ရှင်းတယ်မင်းစစ်တိုက်ထွက်လာငါစောက်ထင်ဘူးမကြည့်တော့ဘူးကဲပြီးသွားရောကွာမင်းတို့တမိုင်းလိန်နဲ့ဘူလောက်လာတဲ့ကောင်တွေကွာကဲငါကရေးတင်လာတယ်မသိရင်ဂျပန်ကမလက်နဲ့ချသလိုလိုမင်းတို့ပဲဒူးထောက်လိုက်သလိုလိုတကူမှလည်းမဟုတ်ဘူးဟုတ်လားမှန်တိုင်းပြောတာတကယ်ချသွားတာဗြိတိန်ရဲ့အင်္ဂလိပ်ရဲ့တိုင်းရင်းသားတပ်ပေါင်းစုတွေကိုဂျပန်လက်နဲ့ချသွားတာဘာစောက်ဘီအိုင်မှမပါဘူး ဟုတ်ပလားအဲ့ဒါကိုမင်းတို့အကုန်လိန်ပလိုက်ကြငါရှင်းတယ်ကွာစကားပြောရင်ငါတေချာလို့ပြောတာကွာဟုတ်ပလားဆိုတော့ပြောကျင်တာက crime လုပ်နေရာဇဝမှုမလုပ်နေဟုတ်ပြီနော်ရာဇဝမှုလုပ်ရင်တော့အဲ့ဒီဘာမှခင်ဗျားတို့စစ်ဆေးတာခင်ဗျားတို့တရားဝင်နေထိုင်နေတာလား နိုင်ငံသားလားမသားဘူးလားအဲ့ဒါကြီးစစ်ဆေးပြီးတော့မှအဲ့ဒါဖြစ်လာမဲ့အခြေအနေလို့ပဲကျွန်တော်ပြောနိုင်တယ်ဟုတ်ပလားယာဇုံးမှုမလုတ်ပဲနဲ့ခမည်းအိမ်ကိုတကားလာခောက်เสียရတော့အကြောင်းမရှိဘူးအာအကြီးကြီးကျယ်ကြီးရေးနေ노အဲ့လိုမလုတ်ဓမ္မ intrusion လုတ်လို့မရဘူးဟုတ်လားအဲအဲ့ဒါနောက်တစ်ခုအကြံထပ်ပေးကျင်တာကနားလေတဲ့လူဒီဒီဒီ အမေရိကန်နိုင်ငံမှာပြီးတော့ဘိုလိုကောင်းကောင်းထပ်လုပ်နိုင်မဲ့လူအဲ့ဒီလူတွေပြီးတော့ရှေ့နေအဲ့လိုရှေ့နေတွေရှိတဲ့လူတွေကအဲ့လိုကိုယ့်ကိုလမ်းမှာတခုခုဖြစ်လာတဲ့အကြောင်းတခုခုကိုကဘာမှမလုပ်ဘဲနဲ့ ice က ic ice ကစစ်ဆေးလာပြီဆိုတဲ့အချိန်မှာအဲ့ဒီလူတွေကိုဖုံးခေါ်ပါ အနည်းဆုံးကိုယ့်စီကိုလာတဲ့ဖုန်းနဲ့ကိုယ့်ကိုမေးမြန်းတဲ့ officer နဲ့စကားပြောလို့ရအောင်အထောက်ပါလောက်တော့ကျွန်တော်အကြံပေးမယ်။ဘာလို့ရှိနေရလဲရှိနေရှူတော့ကပြောမယ်ဗျာ။နားလေတဲ့လူကလည်းနားလေတဲ့လူရှူတော့ကနေပြောကြမယ်ဗျာ။အဲ့ဒီ ICE officer ကို ICE officer ဟာတွေ့လာတဲ့လက်ထိတ်ကတခါတဲ့ကားပေါ်အဲ့လိုထိုးတင်တာမဟုတ်သေချာမင်းမြန်းနေတယ်။နော်။ အဲ့ဒါတွေကိုတော့ဗမာတွေနားလည်ဖို့လိုတယ်ခင်ဗျားတို့ကြောင်းလာတက်တယ်ဒီရောက်တော့ကြောင်းမတက်တော့ဘူးကျွန်တော်ဒီနေ့တွေ့ရတယ်အဲကြောင်းမတက်တော့ဘဲနဲ့ခင်ဗျားတို့ဆူရှိလိမ့်မယ်ဟိုတာလုံးမယ်ဒီဟာလုံးခင်ဗျားကြိုက်တာလုံးယာဇဝမှုထဲမှာမပါဝင်မပတ်သက်ဖို့ပဲလိုတယ်အခု669ရောက်လုံးကအကုန်လုံးယာဇဝမှုဖြစ်ထားတဲ့လူဒါကိုသိအောင်ကျွန်တော်ပြောပြဒါပေမဲ့သူတို့ယာဇဝမှုကိုသူတို့ပေးဆက်ပြီးပြီသူတို့ဂုံတိတ်ကကြာသွားမှဆိုလို့ ကျွန်တော်မရေးတာဒီစာကိုဟုတ်မလားအပြင်မှာကိုယ့်ဘာကိုရိုးရိုးတန်းတန်းလှုပ်ရှားနေလို့တရားဥပဒေမပါဘူးလို့လည်းကျွန်တော်အသိပေးခြင်းတာဟုတ်ပြီနော်ဆိုတော့ဒီလောက်ဆိုရှင်းသွားပြီအာနောက်ဆုံးတစ်ခုကျွန်တော်ပြောခြင်းတယ်ရခိုင်ကိစ္စအခုရခိုင်တော်လှန်ရေးပေါ့ဗျာအာရခတက်တော်ကြီးရဲ့တော်လှန်ရေးကိုအထူးအလေးပေးလာကြတယ် ဲ့ဒါကိုရခိုင်လူမျိုးတွေအာဝမ်းတာမာကိုလည်းကျွန်တော်နားလေတယ်ဒါပေမဲ့ထိမ့်ထိမ့်တိမ့်တိမ့်လေးစမတ်ကြကြလေးနဲ့ဝမ်းတာကြဖို့လက်ခံကြဖို့เนาะအဲ့ဒါကိုတော့တတိနဲ့လက်ခံကြဖို့တော့ကျွန်တော်ပြောခြင်းအဲ့ဒီထဲမှာခင်ဗျားတို့ညှောက်ညှင့်ပေးနေတာဟို အေးအေးတက်တော်ကြီးကိုတော့အဲ့ကောင်နေအဲ့လိုတော့သွားလုပ်လို့မရဘူးခင်ဗျားတို့အပြင်ကပေါ့လေအဲ့လိုအလိုလူမှုကွန်ရက်ပေါ်ကနေမြောင်းမြင့်ပေးနေတာခင်ဗျားတို့ဒီရခိုင်တက်တော်ကြီးအောင်မြင်မှုကိုလိုလားတဲ့ဒူတွေကြီးပဲလို့တော့မထင်နဲ့နော်မလိုလားတဲ့အုပ်စုအုပ်စုတွေနဲ့မလိုလားတဲ့အတင်းအဖွဲတွေရှိနေတယ်ဆိုတာကိုလည်းအတိပေးခြင်းတယ် နောက်တစ်ခုပြောချင်တာကဒီမှာရှိနေတဲ့ပြည်ပရောက်နေတဲ့ရခိုင်နေအားလုံးအာရခညီကိုမောင်နှမတွေအားလုံးအတုံးဖြုံးမလွန်ကြပါနဲ့ကျွန်တော်လိုနေပါဟုတ်ပြီနော်ကျွန်တော်အကြံပေးချင်တာကတော့စုထားပါကိုဒေတာကြီးထူထောင်ဖို့အတွက်အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီးတော့ ထဲ့ဝင်ထူထောင်ပေးနိုင်ဖို့အတွက်ပြင်ဆင်ထားကြဖို့အဲ့ဒါကလျာဏပုထုဇဉ်စိတ်เนาะတူတော်ကောင်းစိတ်အဲ့လိုတူတော်ကောင်းစိတ်ဒီငါအမျိုးမငါအဆွေမမဟုတ်ဘဲနဲ့ငါတို့ဒေတာအတီးဒီပျက်စီးသွားတာကိုငါတို့ထူထောင်ပြီးရင်တောင်မှအခြားလူတွေရောက်လာရင်ဝမ်းပန်းတသာအင်းငိမ့်ချမ်းသာစွာနားခို့ နေနိုင်စားတော့ပျော်ရွှင်သွားနိုင်တဲ့ရက်ဝန်းကြီးတစ်ခုဖြစ်အောင်ငါတို့အားလုံးတာဝန်ရှိနေကြတယ်လို့နားလည်သိခြင်း ਨੇ နောက်ဆုံးနောက်ထပ်တစ်ခုပြောချင်တာကတော့အာရခတက်တော်နဲ့ပတ်သက်ပြီးပြောချင်တယ်ဒီအချိန်မှာခင်ဗျားတို့လည်းမြောက်နေလိမ့်မယ်အရန်သတိထားမယ်ဆိုတာကိုလည်းနားလည်တယ်နိုင်ငံရေးမညံ့ဘူး အတွေးခေါ်အမျှော်မြင်ရှိတယ်ကျွန်တော်ကတော့အရင်တည်းကရက်ခဲ့တဲ့လူပါဒါကြောင့်ဆက်လဲရက်ပေးမယ်ဒါပေမဲ့ကြံတဲ့ဒေတာတွေကလူတွေဒုက္ခရောက်လို့ခိုးလုံလာကြမယ်ဆိုရင်ခင်ဗျားတို့ကူညီကြဗျာတို့ဒုက္ခရောက်နေတယ်ဟုတ်ပြီနော်ကျွန်တော်လောက်နဲ့ရက်မယ်ဗျာကျေးဇူးတင်ပါတယ်